ရိသမျှအားလုံးပဲမင်္ဂလာပါရှင်။နိုင်မီလီယံ channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ရဲ့ channel ကနေပရာလောကဇလံကောင်းတွေနဲ့ဂမ်ဘီယာစမ်းကျင်ဇလံကောင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။အဲဒီတွင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးရင် like and subscribe လုပ်ပြီးတော့ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်။ဟုတ်ကဲ့ပါဒီကနေ့မှာတော့စာရေးသူမောင်တင်ဆက်ရေးသားထားတယ်။ဘူရပင်နဲ့ဝိဇ္ဇာအဆောင်ဆိုတဲ့ဒုတိယပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပရိသတ်များအားလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။ကျမကတော့တင်ဆက်သူသေရေးဆမ်းပါ။စမ်းမြတ်ရွာလေးရဲ့ရွာလယ်မှာရှိတဲ့တာမန်အိမ်လေးတစ်လုံးမှာ အရေးလိုက်လို့ခေါ်တဲ့မုတ်ဆိုးမအမျိုးသမီးတစ်ယောက်ကထမင်းဟင်းချက်နေပါတယ်။အိမ်တော်ပြုတဲ့အခါမှာနောက်ကျတဲ့အတွက်40လောက်အရွယ်ကျမသားတစ်ယောက်မွေးတာကြောင့်သားဖြစ်သူကတော့အသက်20မပြည့်ခင်ပါပဲ။သူမအသက်60နာရီကိုကန်နေပြီ။ခင်မုန်းတရာလည်းအစောကြီးဆုံးပါသွားသလို ခင်မုန်းတဲ့ရှာဖွေစုဆောင်ခဲ့တဲ့ပစ္စည်းဥစ္စာတွေရလဲခင်မုန်းတဲ့ရဲ့ဆေးကုစရိတ်ဖြစ်သွားပြီးတော့ခင်မုန်းတဲ့လွန်နာနဲ့လဲပိုင်နွားပိုင်ဘဝကနေလက်မဲ့ဖြစ်သွားပြီးတော့လက်ရှိနေထိုင်တဲ့အိမ်နဲ့ခြံဝိုင်းလေးသာကျန်ခဲ့တယ်။ဒါပေမဲ့ခင်မုန်းတဲ့မကွယ်လွန်ခင်မှာအကောင်ဆုံးပြုစုပေးနိုင်တဲ့အတွက်ဥစ္စာပစ္စည်းကိုကုန်ဆုံးသွားရမယ်။သူမကျေနပ်နေမိပါတယ်။သူမနေတူတာဖြစ်သူမောင်သူကလည်းတစိမ့်သေးပဲဖြစ်ပါတယ်။တာဖြစ်သူမောင်သူပြောတာအမေ ဥစ္စာပစ္စည်းတွေမရှိလို့လည်းဘာမှမဖြစ်ပါဘူး။ကျုပ်မှာခြေနှစ်ဖက်လက်နှစ်ဖက်ရှိနေတဲ့အမေထမင်းမငတ်စေဘူးဆိုတာကျုပ်အမခံတယ်။တားဖြစ်သူကအဲ့ဒီလိုအပင်းစကားပြောပြီးတော့သူ့ရဲ့ဖခင်ဖြစ်သူပြန်ကောင်းလာဖို့အတွက်ရှိသမျှဥစ္စာပစ္စည်းတွေကိုထုခွဲရောင်းချပြီးတော့အလန်းဝေးလို့နဲ့တော်ရုံမသွားနိုင်တဲ့မြို့စည်းရုံမှာစေးကူပေးခဲ့သူဖြစ်တဲ့ဒါပေမဲ့ဥစ္စာပစ္စည်းတွေနဲ့အတူခင်မုန်းတဲ့ရလဲကွယ်လွန်သွားတဲ့အတွက်အခုဘဝလိုရောက်ရှိသွားတာဖြစ်ပါတယ်။ ကမအဲ့လိုထွေတော်နေတော့ရှေထမ်းမုံကိုရှေတပုံနောက်တပုံထမ်းလာတဲ့တားဖြစ်သူမောင်ချူရေထမ်းလာတာကိုတွေ့လိုက်ရတယ်။မကြတဲ့အချိန်မှာဆင်အိုးရဲကိုရှေဖြည့်တဲ့အတူသူမကိုလှမ်းအောင်ပြောတဲ့အတန်းထွက်ပေါ်လာပါတယ်။အမေရေချိုးလို့ရပြီနော်။ကျုပ်အလှအိမ်မှာရေသွားထမ်းပေးလိုက်အောင်မယ်။အေးအေးနာနာနေနေလဲနေပါအောင်မောင်ချူရေ။အလှရှိလို့အလောက်ကခွင်တောင်းထားတာအမေရေကျုပ်သွားလိုက်အောင်မယ်။ ဖြောဖြောဆုံဆုံရေထမ်းမောင်းကိုခြံပြီးတော့ထွက်သွားတဲ့တားဖြစ်သူရဲ့နောက်ကြောင်းကိုလှမ်းကြည့်လိုက်ပြီးတော့ကြုံလိုက်မိပါတယ်။အလုံမာသားမကတာရင်နာရီလူမှုရေးပါမကျန်မလစ်ဟင်းစေတဲ့တားဖြစ်တာကြောင့်ရွာထဲမှာမိခင်တယောက်အနေနဲ့မျက်နှာပန်းလှတယ်။အဲ့ဒါဖြင့်တေမပြောနဲ့ထမ်းရီတော်မတောက်တတ်တဲ့အတွက်ဖြစ်စီရှိလူရန်စားတရက်ဖြစ်တဲ့လဲပါရပိုင်ရှင်သမီးတွေရအောင်အောင်သွဲနဲ့တမျိုးပေါ့ပေါ့တင်းတင်းတမျိုးသူတို့ရဲ့သမီးတွေနဲ့ပေးစားခြင်းကြောင့်ပြောတဲ့အထိ လိမ္မာရချရှိတဲ့အမျိုးကောင်းသားလေးတစ်ယောက်ဖြစ်တယ်။အခုလည်းရွှေမအလူရှိတာကြောင့်အလောက်ကနေလာပြီးတော့အလူမလောက်အားဌာနပေးနေတာဖြစ်ပါတယ်။အဲဒီလိုလောက်အားဌာနပြုနေရင်လည်းမိခင်ကြီးရေချိုးဖို့အတွက်ကိုလည်းလာပြီးတော့ရေထမ်းပေးသေးတယ်။ဒါဖြစ်သူကရိုးမတောင်ကျော်မှရှိတဲ့လိုင်စင်ရသက်ဆက်တစ်ခုမှအလုံးလုံးနေပြီးတော့မနဲ့မိုးလင်းချက်တွန်တာနဲ့အလုံသွားရပေမဲ့မိခင်ကြီးရေချိုးဖို့နဲ့တုံးရီတောင်ရီကိုအချိန်လုပြီးတော့ထပ်ပေးခဲ့သေးတယ်။ ရွာရဲ့ထုံစံအတိုင်းရေတွင်ကတရွာလုံးတွေမှာအများဆုံးနှစ်တွင်းသာရှိတာမို့ရေကိုခဝဝေးထိသွားပြီးတော့ထမ်းပို့ရပါတယ်။မလောက်ပါနဲ့လို့မိမိရပြောပေမဲ့တားဖြစ်သူမောင်သူကလက်မခံဘဲနဲ့အချိန်လုပြီးတော့ရအောင်ခတ်ပေးမြဲတာဖြစ်ပါတယ်။သစ္စာပိုင်ရှင်တွေကလည်းသူ့ကိုသစ္စာဝင်မှနေခိုင်းပေမဲ့မိခင်ကြီးကို စိတ်မချတဲ့အတွက်အသွားသုံးနာရီအပြန်သုံးနာရီလောက်အကြာလမ်းလျှောက်ရတဲ့ခီးကိုနေ့တိုင်းအသွားအပြန်အလုံးလုံးနေသူဖြစ်ပါတယ်။ စမ်းကြံရွာမှာတော့မောင်ချိုဟာရွာမှာရှိတဲ့လူငယ်တွေရဲ့စံပြလူငယ်လေးတယောက်ဖြစ်နေတယ်။တားလိမ်မာလေးအကြောင်းကိုတွေးနေတဲ့အရေးလှန်ရာထမင်းအိုးပွက်လာတဲ့အခါမှာအတွင်းစာတွေဖြစ်သွားပြီးတော့ကြည်ကြည်နဲ့နဲ့တစ်ချက်ပြောင်းပြီးတော့ထမင်းအိုးငဲဖို့ရာပြင်လိုက်ပါတော့တယ်။မောင်ထူးကြီးနားစမ်းပါအောင်ဟာရပါလေဗျာတစ္ဆက်လောက်သားပဲဒီလောက်ကတော့အပြော့ပါကိုကြီးလူအေးရမင်းရတာအပြော့လုံးလေးဟိုကောင်လေးကမင်းကိုမကြည့်တော့ဘူးတွေ့လား အလုံးမသုံးဖို့ရေထဲနေတဲ့ကာလာသားတွေကိုရေငင်ပေးနေတဲ့မောင်ထုကိုကာလာသားကောင်းလူအရာစကားဆိုလိုက်တာဖြစ်ပါတယ်။ရေရင်းနဲ့နဲ့ထဲကရေတွေကိုလင်းမြန်ဖြက်လက်စွာငင်ပေးနေတဲ့မောင်ထုကြောင့်နားချိန်မရတဲ့ကာလာသားတွေကိုညွှန်ပြရင်းနဲ့ပြောလိုက်တာဖြစ်ပါတယ်။အဲဒီခါကာလာသားတွေကမောင်ထုကိုကြည့်လိုက်ပြီးတဲ့နောက်တယောက်တစ်ပေါက်နဲ့စကားဆိုပါတယ်။မောင်ထုမင်းတို့ရွာလူကြီးသမီးနှစ်နှစ်ကကြိုက်လို့ဆိုအေးကွာမောင်ထုမှာပြရစေးတွေများရှိနေလားမသိဘူး ဒီကောင်ရုပ်ကလည်းငါးလောက်မဖြောင့်ပါဘူး။ခက်ရွရွပြောလာတဲ့ကာလာသားတယောက်ရဲ့စကားကြောင့်မောင်ထုကလည်းရင်းငင်နေရင်းနဲ့ပြုံးမိပါတယ်။ကာလာသားတွေကမောင်ထုကိုတော်တော်လေးခင်ခင်မင်မင်ရှေ့ပါတယ်။မနာလိုသူဆိုတာမရှိအလုံးကဆဆနာနာပျော့ပျော့ရွှင်ရွှင်နဲ့ဖြစ်တယ်။အဲဒီနောက်တယောက်သုံးကာလာသားနောက်ထပ်ဆက်ပြီးတော့စကားဆိုလာပြန်တယ်။အဲဒီကာလာသားမောင်ထုအလုံးလုံးတဲ့သက်ဆက်မှာညာအိညာနေနေပြီးတော့အလုံးလုံးသူဖြစ်တဲ့အပြင် မောင်ထူးတက်လည်းအသက်ကြီးပါတယ်။မောင်ထူးတို့ကရွာမရင်ဆွမ်းတာမဟုတ်ဘူးဟေ။တစ္ဆက်မှလည်းဆွမ်းနေကွ။လုံဆန်းမောင်ကိုသားအောင်ကြီးကမင်းတို့သိကျင်နေတော့လည်းပြောပြရတာပေါ့။ဒီကောင်ကအလုပ်လည်းအရင်လုပ်တယ်။အနေထိုင်လည်းတက်တယ်။အကောင်မျက်နှာကိုကြည့်ပါလား။အမြဲတမ်းပြုံးနေရပဲ။ဟုတ်တယ်ဗျာ။မောင်ထူးကအမြဲပြုံးနေတာ။ဒီကောင်ကိုအရင်လားမောင်ထူးလိုနာမည်ပေးရမှာမဟုတ်ဘူး။ပြုံးချို့လိုနာမည်ပေးရမှာ။အဲ့လိုသာနာမည်ပေးဒီကောင်ဒီလိုဖြစ်ချင်မှဖြစ်နေမှာကွာဘာဖြစ်လို့လဲကွာ ။ဘာဖြစ်ရမှာလဲကွာတို့ရွာနောက်ပိုင်းကကိုကြီးပြုံးချိုပဲကြည်ပါလား။နာမည်ရတာပြုံးချိုလူကတော့အာလဝကဟုတ်ပါဟုတ်ပါ။ကလာသားတွေပြောနေတယ်ကိုပြုံးချိုဆိုတဲ့သူကပြောလဲပြောချင်းစရာနာမည်နဲ့မလိုက်ဖက်စွာအမြဲတည်တည်တင်းနေသူဖြစ်တယ်။ရွာရီရဲ့ဒလေးတိုင်းလူစုမီရဲ့ရောက်တဲ့ရရပြောတဲ့ကြတာထုံးစံဖြစ်နေတဲ့အတွက်ကိုပြုံးချုပ်အကြောင်းရောက်သွားတဲ့အခါကာလာသားကောင်းကိုလူအေးကဝါးထားတဲ့ကွန်းတွေကိုထွေးထုတ်ပြီးရဲ့နောက်ခက်ပြုံးပြုံးနဲ့စကားဆိုပါတယ် မင်းတို့ကပြုံးချိုကြောင်ပြောလာတော့ငါလည်းပြောပြရအောင်မဲဟိကိုကြီးလူကြီးပြောပြရာအေးပြောပြမယ်မောင်ထူကြီးခဏနားကွာရေရဒီတစ်ခေါက်ဆိုပြည့်သွားပြီကွာဟုတ်ကဲ့ကိုကြီးလူကြီးလူအရာပြုံးချိုကြောင်မပြောခင်မှာမောင်ထူရှင်နေနေတာကိုတော့နားခမ်းလိုက်ပါတယ်အဲ့နောက်လူအရာနောက်ထပ်စကားဆိုလိုက်ပြန်ပါတယ်ပြုံးချိုရင်ငါရဲ့ရွာလူကြီးသာအေးမောင်ရဲ့မြို့ကိုတက်တုံးအားကွာမြို့ကိုတစ်ခေါက်ရောက်ဖို့ဆိုတော့တော်တော်မလွယ်တာမင်းတို့လည်းအတိပဲလीအ အဲ့တော့ငါတို့တွေတပတ်လောက်နေခဲ့ကြတယ်ကွာထုံးစံအတိုင်းဖုန်ကြီးကျောင်းမှာပဲတဲကြတာပေါ့ကွာအေးမောင်ရဲ့လည်းမင်းတို့သိတဲ့အချိန်ပဲဒီကောင်ကဗလာတောင်အောင်အမြဲလေးကျင့်နေတဲ့ကောင်လေးကွာအဲ့ဒါတော့ဟုတ်တယ်ဗျကိုကြီးအေးမောင်ကတတော်ကိုဗလာတောင်တာအေးအေးမောင်ကဗလာတောင်တယ်ပြုံးချိုကခက်တီတီနဲ့အဲ့တော့ဖုန်ကြီးကျောင်းကကျောင်းသားရီတော်မှတို့ဆရာကြီးဆရာကြီးနဲ့ခေါ်တာအဲ့လိုနဲ့တို့ကောင်တွေပွဲတွေရှောက်လေဖြစ်တဲ့ပေါ့ကွာပွဲရလဲတပေါင်းဖျားပွဲနဲ့ကြုံတာဆိုတော့မင်းတို့သိတဲ့အချိန်ပဲ ဖျားပွဲရက်ကအကြာကြီးလောက်တာလေကွာအေးမောင်ကြီးကပွဲဆိုတိတ်ကြိုက်တာကွာပွဲရလဲနာမည်ကြီးဇပွဲဆိုတော့ဈေးရလဲတိတ်ကြီးပါအဲ့တော့တို့တွေကဇက်ကိုတရက်ပဲကြည့်နိုင်နေပေါ့ကွာအဲ့ဒီမြို့မှာရန်သိပ်ဖြစ်ကြတယ်ကွာမင်းတို့သိရတဲ့အချိန်မှာပွဲဆိုတော့လေလူစုံနေပေါ့ကွာတခုပြောမှုမေ့နေတာငါတို့တွေကအိမ်ရစပားတွေခိုးရောင်းပြီးဘောင်းမီတွေအင်းကြီးတွေမြို့မှာဝဲဝဲကြတာကွာအေးမောင်ကြီးကပို့ဆိုးသေးတယ်သူကကောက်အင်းကြီးအရှိတွေမှာဝဲဝဲတာ သူ့အရက်ကြီးကလည်း၆ဖီလောက်ရှိတယ်လေကွာဟုတ်တယ်ကိုကြီးအေးမောင်ကကျုပ်တို့ရွာမှာအရက်အရှိဆုံးပဲရွာမှာလည်းမဟုတ်ဘူးငါကောင်ကြီးမြို့မှာလည်းသူ့အရက်ကိုမှီတဲ့သူကခက်ရှားရှားငါလည်းပွဲမစသေးရနဲ့မိတိုင်အောင်မှရက်နေတာကွာကိုကြီးလူအေးတို့ကရက်ပြီးဘာလုပ်နေရလဲအကြောဆိုင်ထိုင်ကျင်တာကောင်ကြီး300ငွေမရှိတော့လို့လူရှင်းတဲ့နေရာလေးတွားရက်နေတာကွာအေးဟေးငါတို့ကလည်းအဝတ်စားတွေဝယ်တာများသွားရင်လေကွာ ငါတို့တွေအဲ့ဒီလိုရက်နေတော့မင်းတို့အရွယ်ကောင်လေးနှစ်ယောက်ကငါတို့စီရောက်လာတယ်ကွာပြီးတော့မိလိုက်ကိုမိပြီးရက်နေတဲ့အေးမောင်ကြီးကိုခေါင်းကုန်ပြီးအတန်တူးတူးနဲ့ပြောလာတယ်ကွာဘာပြောလာလဲကိုကြီးဘာပြောလာလဲဆိုတော့ဆရာကြီးကျွန်တော်တို့အတိုက်ခိုက်ခံနေရပြီလေကွာအေးမောင်ကြီးကလည်းခက်တီတီပဲအေးအေးဘသူတွေတုံးလို့ပြန်မိလိုက်တယ်အဲ့တော့ကောင်လေးနှစ်ယောက်ကနောက်ကိုလက်ညှိုးထိုးပြတယ်ကွာကောင်လေးတွေက15ရက်လောက်ရှိမယ်ငါကတော့တေးပြီလို့တောင်ထင်တာပဲ။ အေးမောင်ကြီးကပါတယ်ငါကောင်ကြီးခက်တီတီပဲအဲ့ဒီကောင်လေးကိုချစ်နေတော့ငါတို့လည်းခက်တီတီမဲနေရတာပေါ့ကွာဟဲ့ကောင်လေးခဏကြာတော့အဲ့ဒီကောင်လေးကငါတို့လက်အုပ်တွေချပြီးပြန်သွားရောဟိတော်သေးတာပေါ့ဗျာဝိုင်းလုံရင်ခံရအောင်မအေးကွာငါတို့လာပြောတဲ့ကောင်လေးနှစ်ယောက်ကအေးမောင်ကြီးကိုကျေးဇူးတင်လို့ဆိုပြီးငွေနဲ့ကတော့သွားသေးတာငါတို့လည်းဘိုက်စာနေရနဲ့အတော်ဖြစ်သွားတယ်လေခေါက်ဆွဲကြော်တယောက်တပွဲလှွေးပြစ်တာတော်သေးတာပေါ့ဗျာကိုကြီးအေးမောင်တို့ကတော့နော် ဒါနဲ့ကိုကြီးပြုံးချိုအကြောင်းလည်းမပါပါလား။ဒါမဲ့လေကွာ။ပြောပြပါအောင်ဗျာ။အဲ့လိုနဲ့ငါတို့လည်းဘိုက်ပြေသွားတော့ပွဲကင်းတဲ့ကိုဆွဆောင်းဝင်လိုက်တဲ့ပေါ့ကွာ။အေးမောင်ကြီးကဖြာဝဲထားတာရှေ့ဆုံးမှာကွာ။ငါတို့လိုယောက်ျားရင်မာကြီးတွေရှေ့ဆုံးကနေကြီးခဲ့ရတာပေါ့ကွာ။အေးမောင်ကြီးကခေါင်းလေးပုနေရတယ်။ဘာဖြစ်လို့လဲဗျ။ဘာဖြစ်ရမှာလဲကွာ။သူ့ရဲ့ကြီးရရှိတော့နောက်ကလူတွေမမြင်ရဘူးလေ။အဲ့တော့ပြောင်းမှုရိုးနဲ့ပေါက်တာခံရရောကွာ။ဆရာကြီးလည်းပြောင်းမှုရိုးနဲ့အပေါက်ခံရလားဗျ။ ပွဲခင်းထဲမှာလေကွာအဲ့လိုနဲ့ပွဲကရောပေါ့ကွာလူပြက်တွေကလည်းတိတ်ကောင်းနေကွာနာမည်ကြီးတွေပဲတော်တော်ကြီးရတာပါကွာဇက်ဆရာမိရောက်နဲ့ရှေ့ဆုံးမှာထိုင်နေတဲ့ငါတို့ကိုမြင်နေရတာဆိုတော့ဇက်ခုံပေါ်မှာပြက်လုံးပြက်နေတဲ့လူရှင်တော်တွေကဖြုံးချို꽌ကြီး꽌ကြီးလုံနေကြတာဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲကွာပွဲခင်းတစ်ခုလုံးရီမောနေတာကိုဒိုးပြုံးချို့ကြီးကခက်တီတီပဲလीအဲ့တော့လူပြက်တွေကတိတ်ပဝင်မကြတော့ဘူးထင်ပါရဲ့ကွာအငိမ့်ခဲလဲပြီးရော့ လူပြက်တယောက်ကအောက်ဆင်းလာပြီးပြုံးချုံမေးတယ်။ဟဲ့လူခမရကျုပ်တို့အဖွဲ့ကိုဘာမချင်မနဲ့ဖြစ်နေတာတော့နဲ့ဟိုကောင်လည်းကြောင်တောင်တောင်နဲ့ပေါ့ကွာ။အဲ့ဒါနဲ့မချင်တဲ့တာမရှိပါဘူးပေါ့။အဲ့ဒါဆိုသူတို့အဖွဲ့မကောင်းလို့လားတဲ့။အဲ့တော့လေကောင်းပါလေတဲ့လေ။အဲ့ဒါဆိုဘာလို့မရည်ရလဲလို့မေးပြန်တော့ပြုံးချုံကဘာပြန်ပြောရမှန်းမသိဘူးဖြစ်သွားတယ်ကွာ။နောက်တော့လူပြက်ကြီးကဖြာကြီးရောသူ့ရဲ့ရုံဝင်ကြီးရော ပြန်ပေးသွားတာကောင်းရင်အဲ့လိုဟာ ကာလာသားကောင်းလူ ES ကိုကာလာသားလေးတွေကသဘောကျနေကြတယ်။မကြတဲ့ချိန်မှာကိုပြုံးချိုကရေရင်းနှောင်းကိုရှောင်လာပြီးရေခတ်တာကြပြီးဖြစ်တဲ့ကြောင်းလာပြောပါတယ်။ကိုပြုံးချိုကိုချိန်ပြီးတော့ကာလာသားလေးတွေကပြုံးစီစီနဲ့ဖြစ်နေကြတယ်။အဲ့နောက်ပြုံးချိုကတစ်ချက်ပြုံးလိုက်ပြီးတော့မောင်ထုကိုချိန်လိုက်ကမောင်ထုရေမင်းအားရင်ငါရင်လာခဲ့အောင်ကွာမြေပဲပေးလိုက်ခြင်းလို့ဟုတ်ကဲ့အကိုကြီး အဲ့လိုအရင်ပြောမရှိရဲ့ပြောချင်အောင်မှမောင်ထုကိုပြုံးပြပြီးစေတနာကောင်းတယ်ဆိုတော့ကျန်တဲ့ရွာသားတွေကစိုးပဲမရှိမောင်ထုကိုချစ်ခင်တာမလွဲဧကန်ဖြစ်ပါတော့တယ်။မောင်ထုတယောက်ကရွာဟာအလှပဲပြည့်တဲ့အခါရုံးမတော်ထဲမှာရှိတဲ့သစ္စာမှာပြန်ပြီးအလုံးဝင်နေ။အဲ့ဒီသစ္စာထဲမှာထိန်တော်ရွာကမြင့်ဟန်ဆိုတဲ့လူရွယ်တယောက်ကလည်းအလုံးဆင်းပြီးတော့သစ္စာမှာရှိတဲ့အလုံးသမားတွေအပေါ်မှာနိုင်ထက်စင်းနဲ့ဆက်ဆံပါတယ်။ထိန်တော်ဆိုတဲ့ရွာကအဲ့ဒီနယ်တကျော်မှာကြောက်စရာကောင်းတဲ့ ပညာသင်တွေနေတဲ့ရွာတရွာအဖြစ်ကြော်ကြားပါတယ်။အခုလည်းတစ်ခွဲသားတွေကိုကျွဲလဲတွေပေါ်တင်ပေးနေတဲ့မောင်ထုတို့အုပ်စုထဲမှာရှိတဲ့တာအောင်းကိုမြင့်ဟန်စမ်းစုချိန်မောင်းနေပါတယ်။စမ်းမြန်သားတွေကစောက်သုံးကိုမကြောက်ဘူး။ဒီပြင်လေးတစ်ချက်ကိုတော့ကောင်းကောင်းမတင်နိုင်ဘူး။မင်းခိုင်းတဲ့ပြင်ကလေးနှစ်လေးกว่าနှစ်ယောက်တည်းမှအဆင်ပြေမှာပေါ့။ခွေးမသားမင်းကငါ့ကိုပြန်ပြောနေရလား။ဟိတ်ကောင်မင်းလည်းဒီဆက်မှာအလုပ်သမားပဲလေ။ တမူးပို့ပြီးတာချင်းမနေနဲ့မင်းကတော်တော်တက်တီကောင်းနေရဲ့ပေါ့မြင့်ဟန်ပြောပြောဆိုဆိုနဲ့ပြင်းချောင်းကိုတဲဟန်ပြင်နေတဲ့တာအောင်ကိုစပြီးတော့ထိုးချိတ်တယ်အဲ့ဒီခါတခြားအလုပ်သမားတွေကဝိုင်းဝန်းဆွဲတဲ့အချိန်မှာဆက်ပိုင်တထေးလာတာနဲ့တိုးမာတယ်ဘာတွေဖြစ်နေရလဲတယောက်ယောက်ပြောစမ်းမအောင်တထေးဒီကောင်တာအောင်အလုပ်ထဲမှာရေးသားခိုးနေလို့ပါဟိတ်ကောင်မြင့်ဟန်မင်းမဟုတ်တာမပြောနဲ့ငါမဟုတ်တာပြောတယ်ဟဲ့လားဟိတ်ကောင် ဒီကောင်ရေးသားခိုးနေတာမင်းတို့မြင်နေတော့ဟဲ့ကောင်လေဒီကောင်ရေးသားမခိုးပါဘူးဆိုတော့ပြောရတဲ့အကောင်ခုပြောလို့ရတယ်မြင်ဟန်တခြားသောအလုသမားတွေကိုဝေးကြည့်ပြီးပြောတဲ့အခါဘယ်အလုသမားမှတာအောင်ပဲမပါအဲ့ဒီအခါမြင်ဟန်အောင်းလိုက်သူတယောက်လိုခက်ပြုံးပြုံးနဲ့တာအောင်ကိုကြည့်နေလိုက်တယ်အဲ့ချိန်မှာတထေအေးမောင်ထူးပြောကိုတောင်ရေးသားမခိုးပါဘူးကိုမြင့်ဟန်ဒီလေးနှစ်ကျင်ချက်ကိုတယောက်တည်းတည်ခိုင်းရအောင်စပြီးတော့စကားများရင်နဲ့ကိုမြင့်ဟန်တာအောင်ကိုစထိုးတာဟင် ဒီလေးနှစ်ပြင်ရှိယူတယောက်တည်းတည်ခိုင်းနေဟုတ်လားကွာဆက်ပိုင်ရှင်တထရမြင့်ဟန်ကိုကြည့်ပြီးတော့အတန်မမာနဲ့ပြီးတဲ့အခါမြင့်ဟန်ဘာမှပြန်မပြောပဲခေါင်းဝန်သားငုံနေပါတယ်အဲဒီခါတထရမြင့်ဟန်ကိုလက်ညှိုးထိုးပြီးတော့မြင့်ဟန်မင်းကဘာကောင်းတော့ကွာကိုနဲ့ဘဝတူအလုပ်သမားတွေကိုမင်းကအနိုင်ကျင့်နေရပဲကျုပ်ကတထရကိုဒီထန့်ကြည့်ပါဒေါ်စန်းမင်းအကြောင်းငါမသိဘူးထင်နေလားဆက်ပိုင်တထရသဘောကောင်းသူဖြစ်တာမို့သူ့ဖားနေတဲ့မြင့်ဟန်ကိုအမြင်မကျင့် အလောက်သမားတွေကဘားကြောင့်မြင့်ဟန်ကိုကြောက်နေမဲ့အဆအမသိပေမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းသိလာရတယ်။မြင့်ဟန်အောက်လန်းဆုံးကဝေးပညာသည်နေထိုင်တဲ့ရွာမှာ နေထိုင်တဲ့အတွက်မြင့်ဟန်ကိုကြောက်နေရမဲ့သိခင်ရတယ်။အဲဒီနောက်တထင်းကမြင့်ဟန်ကိုစူပူချိန်မောင်းပြီးတော့မောင်ထုကိုကြည့်ပြီးတော့စကားဆွန်လိုက်ပါတယ်။မောင်ထုအခုချိန်ရစပြီးငါသက်ဆက်မှာမင်းကအလောက်သမားခေါင်းဆောင်ဖြစ်ပြီ။ကြားလား။ဖျားဖျားအနေနဲ့လှုပ်ရှားရှားလို့ ထိမိခိုက်မိမဖြစ်စေနဲ့ဂယုဆိုင်ကြလားဟုတ်ကဲ့ပါသတိဒီလိုနဲ့သစ္စာပိုင်ရှင်တတိယမြင့်ဟန်ကိုအလုံသမောင်းကောင်းဆောင်ရာထူကဖြုံလိုက်ခြင်းအဲနောက်မောင်ထူတယောက်ကတော့အသက်ငငယ်နဲ့ပဲအလုံသမောင်းကောင်းဆောင်ရာထူကိုရရှိပါတော့တယ်မောင်ထူတယောက်ကအလုံသမောင်းကောင်းဆောင်ဖြစ်သွားတာကိုအလုံသမားတွေကကျင်းနေပေမဲ့မြင့်ဟန်ကတော့မကျင်းနဲ့အဲဒါကြောင့်သူ့ရဲ့တဲလေးထဲမှာတရွာလေးနေအလုံသမားတယောက်နဲ့မချေမနှက်စကားဆိုကြပါတယ် မောင်ထုအလုသမားကောင်းဆောင်ဖြစ်သွားတာမချိနဲ့ဘူးကွာအေးကွာမင်းလည်းပညာတတ်တာပဲမင်းပညာနဲ့အဲ့ဒီကောင်ကိုလှုပ်လိုက်ပါလားငါဒီကောင်အရေးကိုနင်းပြီးလှုပ်ပြီးပြီဒီကောင်ဘာမှမဖြစ်ဘူးဒီကောင်မှာအဆောင်ကောင်းကောင်းတစ်ခုတော့ရှိလောက်မယ်ထင်တယ်မသိပါဘူးကွာမောင်ထုဆိုတဲ့ကောင်ကအလုသမားကောင်းဖြစ်မှအလုတွေအရင်လှုပ်နေရတယ်စိုးတာငါဘက်ထားတဲ့တတေကိုဒီကောင်ကြောင့်ပေါ်သွားတာပဲမင်းဟန်အလုသမားကောင်းဖြစ်တော့ဟာတစ်လုံးတွေကိုဆက်နဲ့ခွဲတဲ့အခါပကားတွေကို အသားများများချိန်ပြီးထိုးစီပြီးတော့အဲ့ဒီပကားလေးကိုရှူပြီးတော့တချောင်းတွေကိုပြန်ခွဲပြီးတော့လှုပ်ရှားနေတဲ့သူဖြစ်တယ်။အခုနောက်ပိုင်းမောင်ထုကအလုသမားကောင်းဖြစ်တာနဲ့မမကန်ကန်အလုလုကြမုံတိခွဲသားထွက်ရှိမှုကတိတိတသာကွာတဲ့အတွက်တက်ဆက်ပိုင်ရှင်တထင်ကမြင့်ဟန်ကိုအများကြီးမကြည်မလင်ဖြစ်လာသလိုမောင်ထုကတော့အတိုင်းထက်အလွန်မြောက်စားလာတယ်။တချောင်းတွေလာတိုက်ကြတဲ့အချိန်မှာတထေးမရှိပေမဲ့မောင်ထုရှင်ပြီးတဲ့အစံထီရောက်တဲ့အခါ မင်းဟန်တယောက်ကမချေမနှဲဖြစ်နေပြီးတော့သူတက်မြောက်တဲ့အမှောင်ပညာရနဲ့ငမောင်ထုကိုအသက်သေဆုံးတဲ့အထိပြုစားပေးမယ်။ရတနာ၃ပါးကိုလေးစားချင်ညိုတဲ့မောင်ထုကိုဘယ်သူမှပြုစားလို့မရဖြစ်နေတယ်။မင်းဟန်မင်းတခုခုကြမ်းနေရလား။ငါအကြံပေးရမလား။သေးစမ်းကွာ။မင်းရလဲကွာ။မင်းကြီးတော်ကြီးတယောက်လုံးရှိနေရပဲ။သူ့အကူအညီတောင်းချင်ရောကြီးတော်ကြီးစမ်းလား။အေးလေ။မင်းကြီးတော်ကိုအထက်လန်းစရာတောင်မနိုင်ကြတာ။ဒီကောင်မောင်ထုလောက်တော့အပြော့ပေါ့။ အေးငါလည်းမင်းပြောမှအမှတ်ရသွားတယ်။ငါမနဲ့ပြန်ရွာပြန်မယ်ကွာ။မင်းပါသာကြည့်ကြက်ပြီးပြောထားလိုက်အောင်။အေးအေးမြင့်ဟန်ကြည်ကြည်နဲ့နဲ့နဲ့ပြုံးနေပါတယ်။သူတို့မသိလိုက်တာတဲနီမှာတောင်းတယောက်ကအပေါ်သွားရာနေ။သူတို့ပြောတဲ့စကားတွေကိုကြားသွားတာပဲဖြစ်ပါတော့တယ်။ကိုလူကြီးမောင်ထုကိုတွေ့ပြီလား။သူ့အိမ်မှာပဲရှိမှာပေါ့။မရှိဘူးဗျ။ဒီကောင်ကိုတွေ့ခြင်းလို့ညာရင်းချင်းလိုက်လား။ဘာဖြစ်လို့လဲကွာ။ဘာဖြစ်ရမှာလဲဗျာ။ ကျုပ်တို့အလုပ်ကထိန်တော်ရွာသားမြင့်ဟန်ပေါ့မောင်ချို့ဒုက္ခပေးဖို့လုပ်နေတယ်ဗျထိန်တော်ဆိုတာပညာသည်နေတဲ့ထိန်တော်လားအဟုတ်ပေါ့ဗျာဒါဆိုပေါ့လို့မရဘူးဟေးသွားရှာစမ်းကွာငါတို့လည်းလိုက်ရှာပေးမယ်တယောက်စကားတယောက်နာနဲ့စမ်းမြန်ရွာလေးကကာလာသားလေးကမောင်ချို့ကိုလိုက်ရှာကြပါတယ်အရင်လိုက်ရလဲသူမရဲ့သားလေးမလေးအတွက်ရတက်ပွင့်နေရတယ်အဲ့ဒီချိန်မှာ ကိုလူဝေးစီကို မောင်နှံရောက်လာပြီးစကားဆိုပါတယ်။ကိုကြီးလူဝေး ကိုမောင်ထူကချုပ်ကိုလာပြောခိုင်းလို့ဟုတ်လားအကောင်အခုပဲမှလဲကိုမောင်ထူကသုံးပန်လာဖျားဝဲသွားတယ်ဟာဒီကောင်သူ့အမေရောမပြောဘူးမဟုတ်ဘူးကိုကြီးကဒီနေ့ဆော့ဆော့ပြန်လာတာသုံးပန်လာလမ်းခွဲမှာကိုမောင်ထူနဲ့တွေ့တယ်ချုပ်ကိုကြီးရော်ကြီးစီသွားပြောပြီးဖို့မှာခဲ့တယ်ချုပ်လည်းနွားပြောင်နေရတယ်နောက်ကျနေတာဟာကွာအရေးတဲ့ဒီကောင်ကဖျားဝဲကိုဘာသွားလုပ်တာလဲလူအေးကအဲ့လိုပြောတဲ့အခါတာအောင်ကခေါင်းကိုငိမ့်ပြီးစကားဆိုပါတယ် ီနေ့ဆက်ကငွေရှင်းတယ်ဗျသူ့အမိအတွက်တပည့်အကြီးတစ်ထဲဝယ်ပေးမယ်ဆိုပြီးဒီကောင်ပြောနေတာကြားတယ်ဒီနေ့ဖျားဝဲနောက်ဆုံးနေ့ဆိုတော့ဒီကောင်သွားဝယ်တာနေမှာပေါ့ခက်ခဲလိုက်သွားအောင်ဟိလို့နဲ့လူဝေးဥဆောင်နဲ့အစမ်းမြန်ရာကာလာသားတစ်တိုက်ကတုံးပန်လာဖျားဝဲကိုထွက်ခွာသွားမှာတော့တယ်မောင်ထူးတယောက်ကလည်းဖျားဝဲစေးထဲမှာလှဲ့လေချီရှုနေတယ်အဝယ်စားတွေရောင်းတဲ့ဆိုင်ထဲတစ်ခုရှိရောက်တဲ့အခါဆန့်ရှင်ခင်ဗျားတို့စီမှာတပည့်အကြီးတွေရှိလားဗျာ ဆောင်းထဲမှာခြုံတဲ့တပတ်လေးဆောင်းလို့တပတ်ကြီးတွေကိုပြောရလားဟုတ်တယ်ဗျဒီလိုပက်လို့ရတယ်လေမောင်သူကသူ့ကိုတပတ်ပတ်ဟန်လုပ်ပြပြီးပြောလိုက်တာဖြစ်တယ်အဲဒီအခါဆိုင်ရှင်ကလည်းဥကောင်းကိုညှိပြလိုက်ပြီးတော့ဝလုံးထဲမှာတင်ထားတဲ့တပတ်အကြီးတစ်ထည်ကိုရှိုးပြလိုက်ပြီးတော့ဒီလိုမျိုးလားဟုတ်တယ်ဗျဘလောက်လဲ30ပဲပေးပါဟုတ်ကဲ့ရော့30ဝမ်းသာအားရနဲ့ငွေထုတ်ပေးလာတဲ့မောင်သူကိုဆိုင်ရှင်ကတခြားချိန်ပြီးတော့မစစ်တော့ဘူးလား မစစ်တော့ပါဘူးဗျာကျုပ်အမေကိုဒီလိုတစ်ပတ်တိတ်ဝဲပေးနေတာငါချက်နဲ့ပဲယူသွားဗျာဆိုင်ရှင်ကမောင်ထုကိုသဘောကျပြီးပြုံးပြလိုက်ပြီးရဲ့နောက်ဈေးပါလျှော့ပေးခဲ့ပါတယ်အဲဒီခါမောင်ထုကဆိုင်ရှင်ကိုကျေးဇူးတင်စကားပြောပြီးအေယိုပြန်ဖို့ပွဲကင်းထဲကထွက်လိုက်တယ်လာပြင်းကနေဖြစ်တာကြောင့်လာရဲ့အလင်းရောင်ကကောင်းကောင်းဖြန့်ကျက်လို့နေတယ်ဖျားပွဲဈေးရဲ့အပြင်ကိုရောက်တဲ့အချိန်မှာတော့သူ့ရဲ့မိခင်စီနဲ့တက်တူရွယ်တို့အမျိုးသမီးတစ်ယောက်ကသူ့ကိုစကားဆိုလာတယ်လူလေးရေ ီတော်တခုအကူညီတောင်းချင်လို့ကွယ်ပြောပါကြီးတော်ကြီးတော်ပွဲလာရင်လည်းငွေချပြောက်သွားလို့ကွယ်ကြီးတော်ငွေလေးနည်းနည်းချပါလားအိမ်ယာမီးတွေကရွှေချီစားချင်လို့လာဝဲတာကြီးတော်ပြန်လာပြီးပေးပါမယ်ရပါတယ်ကြီးတော်ရဲ့ဘလောက်လူရလဲတစ်ချက်လောက်ဆိုရပါတယ်တစ်ချက်ဆိုဘယ်လောက်မလဲနှစ်ချက်ယူသွားကျေးဇူးတင်ပါတယ်ကွယ်ဒီမှာခဏဆောင်အောင်နော်ကျုပ်ငွေပြန်မြူတော့ပါဦးကြီးတော်ခဏဆောင်ပါကွယ်မောင်ထူကတောင်းတောင်းပန်ပန်ဆောင်ခိုင်းနေတဲ့ကြီးတော်ကြောင့် ဆောင်မဲ့အကြောင်းပြောလိုက်ရတယ်။အမျိုးသမီးရဈေးထဲကိုခက်မြန်မြန်သွားပြီးမကြတဲ့အချိန်မှာဆက်ကူနဲ့ထုတ်ထားတဲ့မုန့်တွေကိုရှူလာပြီးပြန်ရောက်လာကပြား90ကိုမောင်ထုကိုပြန်ပေးလာပြီးတော့လူလေးပြား90ပို့တယ်ရော့ယူထားလိုက် နောက်နေ့ကြီးတော့ပြန်ပေးပါမယ်။ရပါတယ်ကြီးတော့ပြန်မပေးပါနဲ့။အဲ့ဒါဆိုရင်ဒီမုန့်လေးတစ်တုံးစောင်းကွယ်မစားတော့ပါဘူးကြီးတော့ရဲ့ကျုပ်ဖိုင်းပြေနေပြီ။စားပါကွယ်ငွေပြန်မယူဆိုရင်စားပါလူလေးရဲ့ အမျိုးသမီးရအတင်းကျပ်စားခိုင်းနေတာမို့မောင်ထူးကမနေတာပဲနဲ့ရွှေကြည်မုံတုံးစားလိုက်တယ်။အဲဒီခါမှာအမျိုးသမီးရချိန်နဲ့သွားတဲ့ပုံနဲ့ပြုံးလိုက်ပြီးတော့သွားတော့ကောင်းလေငါနာမည်မှတ်ထားချီဆန်းနဲ့မောင်ထူးကချက်ချင်းအချိုးပြောင်းသွားတဲ့အမျိုးသမီးကိုချိန်ပြရအောင်စိတ်မသက်မသာနဲ့ဖျားပွဲစေးရနေပြန်လာခဲ့တော့တယ်။လမ်းခုလမ်းမှာ ဆဲမြက်ရွာသားတွေနဲ့တွေ့လိုက်တာကြောင့်မောင်ထုကအံ့ဩနေပြီးတယ်။ရွာသားတွေကမောင်ထုကိုမျက်နှာနဲ့အပေါင်းအသင်းတို့ကသူတို့ရဲ့ဝတီအတိုင်းဆဲဆုံနေပြီးတော့စိတ်ပူနေကြောင်းပြောလာသလိုလူအင်းနဲ့တာအောင်ကလည်းစိုးရိမ်နေတဲ့ဟန်ပန်နဲ့မောင်ထုကိုစကားဆိုလိုက်တယ်။မောင်ထုမင်းဘာမှမဖြစ်ပါဘူးနော်။ကျုပ်ကဘာဖြစ်ရမှာလဲ။မင်းကိုထိန်တော်ရွာသားမြေဟန်ပညာနဲ့ပြူစားမလို့တဲ့။အော် ကုသအောင်ရဲ့ကျုပ်ကဖះရတရားမမေ့တော့သူတို့မလုံနိုင်တော့ပါဘူးဗျာ လာလာပြန်ကြရအောင်ဒီရက်ပိုင်းမင်းအလုတ်သွားအလုတ်ပြဲကိုငါတို့လိုက်ပို့ပေးမယ်မောင်ထူကဘာမှတိတ်နာမလဲပေမဲ့သူ့ကိုစိတ်ပူနေတဲ့အဖောင်းသင်းတွေကိုချိန်ပြီးတော့သဘောချမိပါတယ်အဲ့ဒီချိန်မှာပဲသူတို့ရဲ့နောက်ကအမျိုးသမီးတဦးကဟားတိုက်ရှိမောတဲ့အခါမောင်ထူအပါဝင်စမ်းမြန်ရွာသားတွေကလှန့်ချင်လိုက်ပါတယ်ကြီးတော်ဘာလဲလှုပ်တာလဲဟက်ကောင်လေးနင်းတော်တော်အရလားဖျားဘာဖြစ်လို့လဲငါနဲ့ကိုပြူစားလိုက်ပြီ ငါမြင့်ဟန်ရဲ့ကြီးတော်ကြီးစမ်းမယ်။အော်ကိုမြင့်ဟန်ရဲ့ကြီးတော်လား။အကျိုးအကြောင်းမသိသေးတဲ့မောင်ထုကတာမန်သာထင်းနေပေမဲ့တခြားကာလသားတွေကထိတ်လန့်ပြီးတော့မောင်ထုကိုအယံဆိုးရင်သွားတယ်။အဲဒီနောက်ပညာတဲ့ကြည်စန်းမောင်ထုကိုလက်ညှိုးနဲ့ထုံလိုက်ပြီးတော့ဒီကောင်လေးကိုမသိစေချင်ငါတို့ရွာထိတ်ကုတ်ပြပေါ်မှာအမဲသား၅ဘိတ်သာစပန်း90လာထားကြ။ကြည်စန်းအဲ့လိုပြောပြရင်တော့ရေပြင်ကိုခြေနဲ့ဆောင်းတဲ့အခါ အပေါ်ကိုမြှောက်တက်သွားပြီးတော့လရငက်အသွင်ပြောင်းပြီးတော့လရောင်အောက်ကိုပြန်ထွက်သွားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီရက်ပိုင်းသူခိုင်းတယ်လို့ကျုပ်တို့စပောင်းဆန်ရောအဆုံပို့ပြီးတယ်။အရင်ကပြူစားခံရရင်သူတို့ခိုင်းတာလုပ်ပြလိုက်ကြနဲ့ပြန်ကောင်းသွားတယ်။ဒီတစ်ချိန်တော့မောင်ထုရဲ့အသက်ကိုနှုတ်သွားတယ်ဗျာ။အရင်လိုက်ဆိုအခုသူသားစိတ်နဲ့အိယာထဲမှာလဲနေရပြီ။ထိန်တော်ရွာလူတွေကအဲ့ဒီလောက်တောင်ဆိုးရလား။ဟုတ်တယ်ကျုပ်တို့လည်းသီးမခံနိုင်လို့ခုလိုသွားတိုက်တာ။ ီတိုင်းငြိမ်ခံနေတော့ပို့ဆိုးတာပေါ့ဟုတ်တယ်ဒါမဲ့ကျုပ်တို့ကဘာတတ်နိုင်မှာမို့လို့လဲအခုတော့ဘိုးတော်လေးကဲတင်လို့ကျုပ်တို့အသက်ရှင်ရတာရွာကာလာသားတွေကစိတ်မချမ်းမြေ့စွာပြောနေတာကြောင့်ဘိုးတော်ဘေးတယောက်ကတစ်ချက်တွေးလိုက်တယ်အဲ့နောက်လယ်ဘေးမှာဆွဲထားတဲ့ထူးဆဲတဲ့ပုပ်ကိုပြထားတဲ့အဆောင်ပရီးလေးကိုစုပ်ကိုင်းပြီးတော့အဲ့ဒီရွာကိုကျုပ်တို့တွေနှိမ်နှင်းမှဖြစ်တော့မယ်အဲ့တော့အဆောင်တကူနဲ့ကျုပ်တို့တွေထိန်တော့ရွာကိုနှိမ်နှင်းကြတာပေါ့နောက်တစ်ခါမောင်ထူးလိုလူကြောလူကောင်းလေးတွေမဆုံးရှုံးရဖို့ ချုပ်တက်နိုင်ဆုံးကူညီပေးမယ်။ဘိုးတော်ဘေးကအဲ့လိုပြောတဲ့အခါစမ်းမြန်ရရွာသားတွေကဝမ်းသာကြပြီးတော့မျော်လင့်ချက်ရောင်ခြည်တွေတဲနေတာကိုသူတို့ရဲ့မျက်လုံးတွေမှာအတိုင်းသားမြင်တွေ့လိုက်ပါတယ်။မမကျော်ကလည်းဘယ်တော့ကမှကြောက်စိတ်မကြီးစိုးစေပဲနဲ့တတိထားနေမယ်လို့တွေးပြီးတော့ထိန်တော်ရွာကိုနှိမ်နှင်းဖို့အတွက်စိတ်လှုပ်ရှားလို့နေပါတယ်။ပရိသတ်များရှင်ကျွန်မအခုတင်ဆက်ပေးခဲ့တာတော့ စာရေးသူမောင်တန်ဆန်းရေးသားထားတဲ့ဘိုးတော်ဘီနဲ့ဝိဇာအဆောင်ဆိုတဲ့ဇလန်းလေးရဲ့ဒုတိယအပိုင်းပဲဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ဇလန်းလေးရဲ့စသတိပိုင်းကိုလည်းစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်ရှင်။